လက်တလောတရုတ်ပြည်မကြီးလူမှုကွန်ရက်တွေကနေထွက်ပေါ်လာတဲ့သတင်းတွေအရအပဲရေလောက်ရွယ်ရဲ့ကဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်ဟာရင်းမြန်စွာပြန်လည်ဖွဲ့စည်းနေတယ်လို့ဆိုပါရယ်အပဲဟာအမေရိကန်ဈေးကွက်အတွက်ရည်ရွယ်ရဲ့အိုင်ဖုန်း Deliverable အားလုံးကို2026ခုနှစ်ကုန်မှာအိန္ဒိယနိုင်ငံမှာထုတ်လုပ်ဖို့ရွှေ့ပြောင်းဖို့ရှောက်ထားကကြိုးပမ်းနေပါရယ်တချို့သတင်းရင်းမြစ်တွေရဲ့အဆိုအရ2025ခုနှစ်အစောပိုင်းမှာကတည်းကအိုင်ဖုန်းမော်ဒယ်များပြားကိုအိန္ဒိယမှာစတင်တက်ဆင်နိုင်ဖို့အတွက်အပဲအနေနဲ့ အိန္ဒိယမှာရှိတဲ့လက်ရှိအိုင်ဖုန်းထုတ်လုပ်မှုစွမ်းရည်ကိုအနည်းဆုံးနှစ်ဆတိုးမြင့်ရမှာဖြစ်ပါတယ်။ရိုက်တာရေးလက်ဆယ်ရသာသတင်းဌာနရဲ့ London Store အချင်းမှာတင်သွင်းတဲ့အချက်လက်တွေအရ Foxconn Coronave ရဲ့ထိုင်ဝမ်ခြေစိုက်လက်အောက်ခံကုမ္ပဏီဟာ Iron Technology အိန္ဒိယ Warshaw Oberlin Effect ရဲ့ရှယ်ယာပေါင်း၁၀နှစ်တသမခုနှစ်ခုနှစ်ဘီလီယံကိုရှယ်ယာတစ်ခုလျင်၁၀ယူဘီနှုန်းနဲ့ဝယ်ယူမှာဖြစ်ပြီးတန်ဖိုးအားဖြင့် American Dollar တသမ၅ဘီလီယံခန့်ရှိတယ်လို့သိရပါဗျ။ ဒီလိုလှုပ်ဆောင်လာရခြင်းကတော့အပဲအနေနဲ့တရုတ်နိုင်ငံကနေထုတ်လုပ်မှုတွေကိုပုံမရှိပြောင်းခြင်းအဖြစ်အမေရိကန်ရဲ့အောက်ခွန်တွေကိုရှောင်ရှားဖို့ကြိုးပမ်းနေချိန်မှာဖြစ်ပါတယ်။အီရွန်တက္ကနိုလော်ဂျီအိန္ဒိယဟာတမီနာဒူဇခင်မီလဗေဆလီပြည်နယ်မှာရှိတဲ့ဖောက်စကွန်ရဲ့လက်အောက်ခံကုမ္ပဏီဖြစ်ပြီးအီလက်ထရွန်နစ်အစိတ်အပိုင်းတွေထုတ်လုပ်တဲ့အပြင်အပဲရဲ့အိုင်ဖုန်းတွေကိုလည်းတက်ဆင်ထုတ်လုပ်ပါတယ်။ မေလ20ရက်နေ့ကကောက်ခွန်ချက်လက်တွေအရအီဘီလာအတွင်းတရုတ်နိုင်ငံကနေအမေရိကန်ပြည်ထောင်စုကိုတင်ပို့တဲ့မိုဘိုင်းဖုန်းတံမိုးဟာအမေရိကန်ဒေါ်လာ688သန်းသာရှိခဲ့ပြီးဒါဟာ2010ခုနှစ်ဇွန်လနောက်ပိုင်းအနေဆုံးလက်ဆင့်တင်ပို့မှုဖြစ်ပါတယ်။ဘလုံးဘတ် Property သတင်းဌာနကအီဘီလာမှာတရုတ်နိုင်ငံရဲ့အမေရိကန်ပြည်ထောင်စုကိုစမတ်ဖုန်းတင်ပို့မှုဟာ90နှစ်ရေးကြာဆင်းခဲ့ပြီးဒါဟာအမေရိကန်ကိုတရုတ်ပို့ကုန်တစ်ခုလုံး20ကြာဆင်းတာထက်အများကြီးပိုမိုရင်မြန်တဲ့ကြာဆင်းမှုဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ ဒါဟာချန့်ဆိုးရလက်ထက်ကချမှတ်ခဲ့တဲ့အောက်ခုမြမမှုတွေကိုတုံ့ပြန်တဲ့အနေနဲ့နေပညာကုမ္ပဏီတွေဟာအီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်မှုတွေကိုတရုတ်နိုင်ငံပြင်ပကိုရွှေ့ပြောင်းနေကြပုံကိုထင်ဟပ်နေပါဗျ။ပြီးခဲ့တဲ့နှစ်ကအမေရိကန်ပြည်ထောင်စုကတရုတ်နိုင်ငံကနေအများဆုံးတင်သွင်းခဲ့တဲ့ထုတ်ကုန်သုံးမျိုးကတော့စမတ်ဖုန်းများ၊လပ်တော့များနဲ့လီသီယမ်အိုင်ယွန်ဘက်ထရီများဖြစ်ကြပါဗျ။တစ်ဖက်မှာလည်းတဘာဝတက်ငွေကြီး၊လေရေနံစိမ့်ပဲပုတ်တက်ငွေတာပိုင်များနဲ့တပိုင်းလျက်ကူးပစ္စည်းထုတ်လုပ်ရေးဆက်ပစ္စည်းများကတော့ တရုတ်နိုင်ငံကိုအမေရိကန်ရဲ့အဓိကဘိုးကုံတွေဖြစ်ခဲ့ပါတယ်။တရုတ်ပြည်သူသမ္မတနိုင်ငံအောက်ခွန်ထွေထွေဦးစီးဌာနရဲ့အချက်လက်တွေအရပြီးခဲ့တဲ့တစ်နှစ်အတွင်းတရုတ်နိုင်ငံကနေအိန္ဒိယနိုင်ငံကိုမိုဘိုင်းဖုန်းစိတ်ပိုင်းတွေတင်ပို့မှုဟာလေးစခန်တိုးတက်လာခဲ့ပါတယ်။အိန္ဒိယနိုင်ငံဟာအခုခါမှာတရုတ်နိုင်ငံပြင်ပ Apple ရဲ့အကြီးဆုံး iPhone ထုတ်လုပ်ရေးအခြေစိုက်စခန်းဖြစ်လာပါပြီ။ Apple ကတရုတ်နိုင်ငံကနေထုတ်လုပ်မှုတွေရုတ်သိမ်းနေရဆိုတဲ့ကောလာဟလတွေနဲ့ပတ်သက်လို့တရုတ်လူမှုကွန်ရက်တွေပေါ်ကကောင်းတော်တော်များများ မကြာခဏဆိုသလိုပူပေါင်းဆောင်ရွက်တဲ့ဒါမှမဟုတ်ငွေပေးငားရမ်းထားတဲ့မချက်ပေးသူတွေနဲ့ဆက်ဆက်နေတဲ့ကမကြောက်ပါဘူးအပဲပဲရှုံးမှာအပဲကတရုတ်ပြည်ကိုစွန့်ခွာလို့မရပါဘူးလိုကျကျလောင်လောင်ကြွေးကြော်ခဲ့ကြပါဗျ။တချို့ကအိန္ဒိယလိုအပဲထုတ်ကုန်တွေရဲ့ထုတ်လုပ်မှုအရေးတွေးနှိမ်ချမှုကိုတောင်လောင်ပြောင်ခဲ့ကြပါဗျ။ပြီးခဲ့တဲ့နှစ်ကအကောင့်တချို့ကအပဲရဲ့ထုတ်လုပ်မှုလိုင်းတွေအိန္ဒိယကနေတရုတ်ပြည်ကိုပြန်လာလိမ့်မယ်လို့တောင်ပြောခဲ့ကြပါဗျ။ဒါပေမဲ့ပိုပြီးစင်ကြင်တုံတရားရှိတဲ့အတန်တွေကတော့ ဒီလိုပြောဆိုမှုတွေကိုပယ်ချခဲ့ပြီးအပဲအနေနဲ့ထုတ်လုပ်မှုအတွက်တရုတ်ပြည်ကိုပြန်လာဖွယ်မရှိတဲ့အကြောင်းရင်းတွေကိုသုံးသပ်တင်ပြခဲ့ကြပါဗျ။လက်တလုံးမှာအိန္ဒိယလိုအပဲထုတ်ကုန်တွေဟာထုတ်လုပ်မှုအရေးသွေးနှိမ်ကြတယ်။အပဲကထုတ်လုပ်မှုတွေကိုတရုတ်ပြည်ကိုပြန်ရွှေ့လိုက်မယ်ဆိုတဲ့ပြောဆိုမှုတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်နေပါဗျ။ဒါဟာကောလာဟလတတတာဖြစ်ပြီးအမှန်တရားမဟုတ်ပါဘူး။တကယ်တော့အိန္ဒိယမှာထုတ်လုပ်တဲ့အိုင်ဖုန်းတွေဟာအင်္ဂလန်တရုတ်နိုင်ငံတွေမှာထုတ်လုပ်တာတွေနဲ့အရေးသွေးတူညီပါဗျ။ အိန္ဒိယကိုရွှေ့ပြောင်းလိုက်တဲ့ထုတ်လုပ်မှုစွမ်းရည်ဟာတရုတ်ပြည်ကိုပြန်လာမှာမဟုတ်ပါဘူးတရုတ်နိုင်ငံမှာအပဲရဲ့ထုတ်လုပ်မှုဝေစုဟာရော့ကျသွားမှာဖြစ်ပြီးဒိုးလာမှာမဟုတ်ပါဘူးဖောက်စကွန်ကတရုတ်ပြည်မှာအိုင်ဖုန်းဆက်ရုံအစ်တွေစောင့်နေတာကိုမကြသေးခင်က တွေးမိပါသလားမတွေးမိပါဘူးဖောက်စကွန်ရဲ့ကြမ်းကြိုးအလွန်ဖဲကလပ်မမကြသေးခင်ကရင်းနှီးမြှုပ်နှံခဲ့တဲ့ယွမ်တဘီလီယံဟာလျက်စစ်ကားအစိတ်အပိုင်းတွေရဲ့သူတည်တနာနဲ့ဖွံ့ဖြိုးတိုးတက်ရေးရီအေရဲအတွက်တာဖြစ်ပြီးအိုင်ဖုန်းထုတ်လုပ်မှုနဲ့ဘာမှမဆိုင်ပါဘူး ဒါအပြင်ယွမ်တဘီလီယံဆိုတာအမေရိကန်ဒေါ်လာတဘီလီယံမဟုတ်ပါဘူး။အိုင်ဖုန်းစက်ယုံတယုံစောက်ဖို့အတွက်အများကြီးနေလုံးပါတယ်။ဘာကြောင့်ရီအစားစင်တာအစ်တီတောင်ရတာလဲ။ဘာဖြစ်လို့လဲဆိုတော့စက်ယုံတွေနဲ့ရှင်ရင်ရီဟီယဲစင်တာတွေဟာရွှေပြောင်းရဖို့လွယ်လို့ပါဆစ်ဖြစ်လာခဲ့ရင်စက်ယုံတွေကိုအမြန်ရွှေ့ဖို့မလွယ်ကူပေမဲ့ရီဟီယဲစင်တာတွေကတော့လိုအပ်ရင်ရွှေပြောင်းလိုက်ရုံပါပဲ။တူတီတီတွေကိုအမေရိကန်အင်္ဂလိပ်ဒေသထုတ်ပေးပြီးအချက်လက်အများစုကိုတစ်သေး ခဲဝဲတွေပေါ်မှာတိန်းထားလိုက်ုံပါပဲဒါကအ ਨੇ ဆုံးနောက်ရှက်ပဲဖြစ်စေပါတယ်ဥပမာအားဖြင့်တရုတ်နိုင်ငံမှာရှိတဲ့ Microsoft Vegas ရဲ့ဟဲဌာနခွဲဟာဝန်ထမ်းတွေကို Arial Elsa တွေထုတ်ပေးထားပြီးသူတို့ American ကိုအချိန်မရွေးပြောင်းရှင်းနိုင်အောင် လုပ်ထားပါတယ်ထိုင်ဝမ်ကဘဝဲတဲ့ Elsa လိုကုမ္ပဏီတွေတောင်တရုတ်ပြည်မကြီးဒါမှမဟုတ်ထိုင်ဝမ်မှာစက်ရုံတွေအစားကြီး AS စင်နာတွေပဲတည်ထောင်ကြပါတယ်ဘာလို့လဲဆိုတော့ ဘသူမှတရုတ်ပြည်မကြီးဒါမှမဟုတ်ထိုင်ဝမ်မှာစစ်ရုံတစ်တွေဆောက်ဖို့မစွန်းစားရဲကြလို့ပါပဲ။ဒါကြောင့်ဒီကောလာဟလတွေကိုမယုံကြည်ကြပါနဲ့။အပေအတွက်တော့စွန်းစားနိုင်ခြေကိုခွဲဝေထားဖို့ကအရေးကြီးပါတယ်။ထုတ်လုပ်မှုအားလုံးကိုတရုတ်ပြည်မကြီးတနေရာထဲမှာပဲစူးစီးထားတာကအရန်အနေရများပါတယ်။စစ်ဖြစ်ခဲ့ရင်အပေအနေနဲ့တင်ပို့ရောင်းချစရာထုတ်ကုန်လုံးဝမရှိတော့ပဲဒေဝါလီခံရနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။အခုလောလောဆယ်ကျွန်တော်တို့မျှော်လင့်နေရတာကတော့အမေရိကန်တရုတ်ဆက်ဆံရေးတည်ငြိမ်လာဖို့နဲ့ ထိုင်ဝမ်ရေးတင်းမာမှုတွေရော့ကျသွားဖို့ပါပဲဗီဒီယိုအောက်ကအမှတ်ချက်တချို့မှာငါတို့မရှိရင်ကဘာကြီးပြတ်သွားတော့မယ့်အတိုင်းငါတို့ကိုဒီလောက်ယုံကြည်မှုရှိစေတဲ့အရာကဘာလဲဆိုတာငါနားမလည်ဘူးလို့ရေးထားပါတယ်တချို့ကတော့ပြောဆိုသူကိုအမှန်တရားပြောရတဲ့အတွက်ကျေးဇူးတင်ကြပါတယ်တုံးသက်သူတွေကတော့အောက်ခွန်အစ်စ်တွေရဲ့တက်ရောက်မှုကိုကင်ွယ်ဖြေရှင်းရင်းအပေးအမှုဆောင်တွေဟာသူတို့ရဲ့ထောက်ပံ့ရေးကွင်းဆက်ကိုအိန္ဒိယကိုရွှေ့ပြောင်းဖို့ကမျောလင့်ထားတာထက်ပိုပြီးလိုအပ်တယ်ဆိုတာကိုသိရှိလာကြတယ်လို့ဆိုပါရစေ။ ရိုက်တာသတင်းဌာနကအမိမဖော်လိုသူသတင်းမြစ်တွေကိုကိုးကားပြီးကောက်ခွန်အစ်စ်တွေအသက်မဝင်ခင်နောက်ဆုံးရက်တွေမှာအမေရိကန်တဝန်းကအေနာကီထရီယာတွေမှာဈေးနှုန်းတွေတက်လာနိုင်ခြင်းကြောင့်အိုင်ဖုန်းတွေကိုအလို့အယက်ဝယ်ယူကြတဲ့ဝယ်လိုအမြင့်တက်မှုဖြစ်ပေါ်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်တုံ့ပြန်တဲ့အနေနဲ့အပဲဟာအိန္ဒိယကနေအမေရိကန်ကိုအိုင်ဖုန်းအလုံးရေတဒသမ5တန်းတန်ချိန်600အထိ၄ချောင်းနဲ့တည်ယူခဲ့ပါတယ်။ဒါကအမေရိကန်ဈေးကွက်ရဲ့လက်ကျန်ပစ္စည်းပမာဏကိုမြင့်တင်ပေးခဲ့ပြီးကောက်ခွန်တက်ရောက်မှုကိုထိန်းချုပ်ပေးနိုင်ခဲ့ပါတယ်။ သို့သောအပဲရဲ့အိန္ဒိယသို့ရွှေ့ပြောင်းမှုဟာတရုတ်အာဏာပိုင်တွေရဲ့ပြင်းထန်တဲ့ခုခံမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အီဘီလာကနီကေအီရှာခေဗဲဇဲထဲဟီရဲ့သတင်းတပုတ်အရအပဲဟာအဓိကထောက်ပံ့ရေးကွင်းဆက်တွေကိုအိန္ဒိယနဲ့ဗီယက်နမ်ကိုအချိန်မြင့်ရွှေ့ပြောင်းဖို့နဲ့ဘီပစက်ယုံတွေရဲ့ထုတ်လုပ်မှုစွမ်းရည်ကိုတိုးချဲ့ဖို့အတွက်ရက်60အောက်ခွန်ကင်းလွခွင့်ကာလကိုအသုံးချနေခဲ့တယ်လို့ဆိုပါတယ်။တစ်ချိန်တည်းမှာပဲပေကျင်းဆိုးရကတင်းကျပ်တဲ့အောက်ခွန်စစ်ဆေးမှုတွေနဲ့ဒီလုပ်ငန်းစဉ်ကိုနှေးကွေးအောင်ကြိုးပမ်းခဲ့ပါတယ်။ ။တရင်းရင်းမြစ်တွေရဲ့အဆိုအရအပဲဟာအမေရိကန်ဈေးကွက်ရဲ့ဝယ်လိုအားကိုထောက်ပံ့နိုင်ဖို့အတွက်တရုတ်နိုင်ငံကနေအရှိတောင်အာရှနဲ့အိန္ဒိယကိုအစိပ်ပိုင်းတွေတက်နိုင်တဲ့လောက်များများတင်ပို့ဖို့ထောက်ပံ့သူတွေကိုညွှန်ကြားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအပဲကဘုံနေစာကိဖို့ဂျဲစီနာကယ်ရီဒတ်ဖစ်စကနင်းကတွေနဲ့တခြားစိတ်ပိုင်းတွေရဲ့ထုတ်လုပ်မှုကိုထိုင်းနိုင်ငံနဲ့တခြားတရုတ်မဟုတ်တဲ့နေရာတွေကိုအချိန်မြင့်ရွှေ့ပြောင်းဖို့ထောက်ပံ့သူတွေကိုတောင်းဆိုခဲ့ပါတယ်။သို့တော့ချိတ်ဆက်ပစ္စည်းများ avolotheres စက်မှုအစိပ်ပိုင်းများနဲ့တတုကိုယ်တွေများလိုအစိပ်ပိုင်းများစွာကတော့တရုတ်နိုင်ငံမှာထုတ်လုပ်တာကကုန်ကြစည်တက်တာနေစေဖြစ်လို့ဒီပစ္စည်းတွေကိုအများပြားထုတ်လုပ်မှုကိုတခြားနေရာကိုရေတိုအတွင်းရွှေ့ပြောင်းဖို့မဖြစ်နိုင်ပါဘူးအပဲစိတ်ပိုင်းထောက်ပံ့သူတဦးရဲ့အမှုဆောင်တဦးကကျွန်တော်တို့ကိုအစိပ်ပိုင်းများစွာကိုအာရှနဲ့အိန္ဒိယကိုတက်နိုင်တလောက်ရွှေ့ဖို့ပြောကြားခံနေရပါတယ်ဒါဟာလက်ကျန်ရှင်းလင်းပြီးတရုတ်နိုင်ငံကနေထွက်ခွာနေတယ်လို့ခန်းစားရတယ်လို့ဆိုပါတယ်ကျန်းကျင်သူတွေကတရုတ်နိုင်ငံကနေ အဓိကထောက်ပံ့ရေးကွင်းဆက်တွေကိုရွှေ့ပြောင်းတဲ့လုပ်ငန်းစဉ်မှာအပဲအနေနဲ့တည်တာထင်ရှားတဲ့စွန်းစားမှုတွေကိုရှာဖွေတွေ့ရှိခဲ့ရလို့သိရပါဗျ။နိုင်ငံခြားကုမ္ပဏီတွေဟာအစပိုင်းမှာတရုတ်နိုင်ငံကိုတတိကြီးစွာနဲ့ဝင်ရောက်ခဲ့ကြပြီးအထူးသဖြင့် American ကုမ္ပဏီတွေကတရုတ်ကွန်မြူနစ်ပါတီရဲ့အာဏာရှင်ဆန်မှုကိုတတိပြုမိခဲ့ကြပါဗျ။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှကုမ္ပဏီများစွာဟာပေါ့စလာခဲ့ကြပါဗျ။ဒီလိုကြီးစားထောက်ပံ့ရေးကွင်းဆက်ရွှေ့ပြောင်းမှုဟာစက်မှုလုပ်ငန်းကြီးတွေအတွက်တတိပေးကောင်းလောင်းတဲ့အသည့်ဖြစ်ပါတယ်။အပဲရဲ့ဦးစားပေးကတော့ ပုံနှိပ်စာကိဖို့လိုအီလက်ထရွန်နစ်အစိတ်အပိုင်းတွေရဲ့ထုတ်လုပ်မှုကိုရွှေ့ပြောင်းဖို့ဖြစ်ပြီးစက်မှုအစိတ်အပိုင်းတွေနဲ့တတုကိုယ်ရဲ့ထုတ်လုပ်မှုရွှေ့ပြောင်းမှုကိုတော့နှောင့်နှေးထားပါတယ်ဒါကအပဲပါဝင်အမေရိကန်ကုမ္ပဏီတွေဟာတရုတ်နိုင်ငံမှာအီလက်ထရွန်နစ်ပစ္စည်းတွေထုတ်လုပ်ခြင်းရဲ့ဖြစ်နိုင်ကြအိမ်မြင့်မားတဲ့လုံခြုံရေးဆိုင်ရာစွန်စားမှုတွေကိုအတိအမှတ်ပြုကြရတဲ့ဆိုတာကိုပြသနေပါဗျ။ကျန်းကျင်သူများစွာကတရုတ်နိုင်ငံထုတ်မီသည့် electronic ထုတ်ကုန်မဆိုနောက်ွယ်ကကြားဖြတ်ဝင်ရောက်နိုင်တဲ့လမ်းကြောင်းများ road တွေကပါဝင်နိုင်ပြီး ကုန်ကြစည်အကျိုးကျေးဇူးထက်လုံခြုံရေးဆိုင်ရာစွန့်စားမှုတွေကိုပုံမှန်ဖြစ်ပေါ်စေနိုင်တယ်လို့တတိပေးထားပါတယ်။တရုတ်နိုင်ငံကနေစုခွာရမှာကြုံတွေ့ရတဲ့အခက်အခဲအတားအဆီးတွေနဲ့နှောင့်ယှက်မှုတွေကအပဲနဲ့တခြားနိုင်ငံသားယင်းနှိမ့်မြုံနံသူတွေထွက်ခွာဖို့ဆုံးဖြတ်ချက်ကိုပုံမှန်ခိုင်မာစေမှာသာဖြစ်ပါတယ်။အပဲ CEO တန်ကွတ်ဆဲငတ်စေကမေလာတရက်နေ့မှာလာမဲလာတွေတွင်အမေရိကန်မှာရောင်းချမဲ့ iPhone များစုကိုအိန္ဒိယမှာထုတ်လုပ်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ BNN နိုင်ငံဟာအမေရိကန်တွဲရည်ရဲ့အိုင်ဘက်ဒဲစီရီ Mac V ကွန်ပျူတာများ Apple Watch Yellow Lu N နဲ့ AirPod Garrison တွေအတွက်အဓိကထုတ်လုပ်ရေးဖို့ဖြစ်လာမှာဖြစ်ပါတယ်။တန်ကွက်ကကျွန်တော်တို့ရဲ့ထောက်ပံ့ရေးကွင်းဆက်ကအလုံးရှုပ်ထွေးပါတယ်။အမြဲတမ်းစွန့်စားမှုတွေရှိနေပါတယ်။အရာအားလုံးကိုတနေရာထဲမှာထားတာကအရန်အနေနဲ့များတယ်ဆိုတာကိုကျွန်တော်တို့အရင်ကတည်းကသိရှိခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာအပဲရဲ့ထောက်ပံ့ရေးကွင်းဆက်ရွှေ့ပြောင်းမှုသတင်းတွေနဲ့ပတ်သက်လို့အထူးသဖြင့်ထီလွယ်ရှလွယ်ဖြစ်ပုံရပါတယ်။ဟောင်ကောင်ခြေစိုက်သုံးသက်သူတဦးကမကြသေးမီကအမေရိကန်ဈေးကွက်အတွက်တီးတန့်ထားရှိတဲ့တရုတ်နိုင်ငံကအိုင်ဖုန်းထုတ်လုပ်မှုလိုင်းတွေဆက်လက်ပိတ်ထားဆဲဖြစ်ပြီးဒုတိယသုံးလပတ်ကစတင်ကအိန္ဒိယနိုင်ငံကတင်ပို့မှုစက်ရုံတွေကိုအပြေအဝလွှဲပြောင်းယူသွားမှာဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။တရုတ်ပြည်မကြီးမီဒီယာတွေကဒါကိုတရုတ်နိုင်ငံကအိုင်ဖုန်းထုတ်လုပ်မှုလိုင်းအလုံးလုံးဝရပ်ဆိုင်းသွားပြီလို့မာယွန်းဖော်ပြခဲ့ကြပါတယ်။ ထောက်ပံ့ရေးကွင်းဆက်သတင်းရင်းမြစ်တွေကဒီပြောဆိုချက်ကိုချက်ချင်းချင်းဆိုခဲ့ကြပါတယ်အဆိုပါသုံးသက်သူကသူဟာထုတ်လုပ်မှုလိုင်းအားလုံးရပ်ဆိုင်းသွားတယ်လို့မပြောခဲ့ကြအောင်သို့မဟုတ်အစိပ်ပိုင်းထုတ်လုပ်မှုကိုရည်ညွှန်းခြင်းမရှိကြောင်းရှင်းလင်းပြောကြားခဲ့ပါတယ်တရုတ်အာဏာပိုင်တွေဟာအပဲရဲ့ထောက်ပံ့ရေးကွင်းဆက်ရွှေ့ပြောင်းမှုကိုတုံ့ပြန်တဲ့အနေနဲ့နေလန်ပေါင်းစုံအုံပြုနေပါတယ်ပထမဦးဆုံးအနေနဲ့သူတို့ဟာကုမ္ပဏီရဲ့တုံ့ပြန်မှုကိုစမ်းသပ်ဖို့ကောလာဟလတွေဖြန့်ပြီးအပဲကိုဖိအားပေးနေပါတယ်အကယ်၍အပဲကထွက်ခွာဖို့ စ조사ခဲ့ရင်အတားအဆီးတွေဖန်တီးပြီးကုမ္ပဏီပေါ်ကုန်ကျစရိတ်ကြီးမားစွာကြက်ခံစေမယ်လို့တွယ်ဝိုက်ပြောဆိုနေပါဗျ။ဒုတိယအနေနဲ့သူတို့ဟာစန့်ကျင်မှုတွေကိုလုံဆော်ခြင်းအပြင်လူမှုသဘောထားကိုတိုင်းနာပြီးပုံဖော်ဖို့조사နေပါဗျ။ဒါပေမဲ့တရုတ်ကွန်မြူနစ်ပါတီကဲလေးရဲ့ထိပ်ပိုင်းစင်တွေမှာပြင်းထန်တဲ့အတွင်းပိုင်းအာဏာလုံဆွဲမှုတွေနဲ့ရှုပ်ထွေးတဲ့ဝါရက်ဖြန့်ကျင်ရေးသတင်းစကားတွေကြောင့်လူမှုကွန်ရက်ပေါ်ကလူမှုရဲ့တုံ့ပြန်မှုဟာအများအားဖြင့်အပယ်ရဲ့ထွက်ခွာမှုအပေါ်ရန်လိုခြင်းသို့မဟုတ်လျှစ်လျူရှုခြင်းသာဖြစ်ပါတယ်။ အကောင့်များစွာကအပဲကိုထောက်ခံကြောင်းတောင်ဖော်ပြခဲ့ကြပြီးငွေပေးငားရမ်းထားတဲ့မှတ်ချက်ပေးသူတချို့ကအပဲနဲ့တခြားနိုင်ငံသားအမတ်တစိတ်တွေကိုတရုတ်နိုင်ငံကနေထွက်သွားဖို့ပြောဆိုခဲ့ကြပါတယ်။စန့်ကျင်တဲ့အတန်တွေကိုအွန်လိုင်းမှာဖြစ်ဖြစ်ခံရပြီးရှားပါးနေစေဖြစ်ပါတယ်။တတိယအနေနဲ့အာနာပိုင်တွေဟာကိုကျင်တရားဆိုင်ရာဖိအားပေးမှုကိုအသုံးပြုပါတယ်။အကယ်၍အပဲကကောလာဟလတွေကိုပြက်ပြက်သားသားညှဉ်းဆဲခြင်းမပြုခဲ့ရင်တရုတ်ကွန်မြူနစ်ပါတီရဲ့ဝါရဖြန့်ကြီးကကောလာဟလတွေကိုအမှန်ဟုယူဆပြီး လူတို့ကိုအပဲဆက်ရှိနေမယ်လို့ယုံကြည်လာအောင်လမ်းညွန်ပါလိုက်မယ်ပြီးတော့အကယ်လေးအပဲကတရားဝင်ထွက်ခွာသွားခဲ့ရင်အရင်ကဆက်ရှိနေဖို့တွယ်ဝိုက်သဘောတူညီချက်ပေးခဲ့တဲ့ကတိတွေကိုဖောက်ဖျက်မှုအတွက်အပြစ်ကိုအပဲအပေါ်ပုံကြပါလိမ့်မယ်။သုံးသက်သူတွေကဒီလိုစန့်ကျင်ဘက်ဖြစ်နေတဲ့ယက်တီချက်ဟာတရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းရဲ့ပုံပြက်နေတဲ့စိတ်ဓာတ်ကိုထင်ဟနေရလို့ဆိုပါတယ်တစ်ဖက်မှာသူတို့ကအပဲထွက်သွားမှာကိုမလိုလားကြပါဘူးတစ်ဖက်မှာလည်းသူတို့ကိုယ်တိုင်အားနည်းချက်ပြတ်တာပြီးပြောင်းလဲဖို့ညှင်းဆန်နေကြပါတယ်။ ဒါကတရုတ်ပြည်သူတွေကြားမှာရှုပ်ထွေးပြီးစင်ကျင်တုံတရားမဲ့တဲ့လူလူရေးသားဖော်ပြမှုတွေကိုဖြစ်ပေါ်စေပါတယ်။တရုတ်ပြည်သူများစွာဟာအပဲနဲ့တခြားနိုင်ငံသားကုမ္ပဏီတွေထွက်ခွာသွားတာကိုရှင်းရှင်းလင်းလင်းနားလည်ကြပေမဲ့တရုတ်ကွန်မြူနစ်ပါတီအာနာဒီမြဲနေသမျှကာလပတ်လုံးဒီလိုထွက်ခွာမှုတွေကရှောင်လွှဲလို့မရဘူးဆိုတာကိုလက်ခံထားကြပါတယ်။အမေရိကန်ရဲ့တရုတ်နိုင်ငံအပေါင်းတပ် Azerbaijan Tevo မဟာဗျူဟာဆိုတာပါလေ။ဒါကရိုးရှင်းပါတယ်တရုတ်နိုင်ငံပြင်ပမှာ အစားထိုးထုတ်လို့ရေးအခြေစိုက်စခန်းတစ်ခုရှာဖွေဖို့ပါပဲအပဲကိုထွက်မသွားခိုင်းတဲ့လို့ပြောတာကအလွန်ကျူးဆိုးရင်သာလို့ကျွန်တော်တို့တချင်က ထင်ခဲ့ကြပါတယ်အခုတော့တကယ်ဖြစ်လာပါပြီတချို့ကကျွန်တော်ကိုအမေရိကန်အတွက်စကားပြောပေးနေရလို့တောင်ဆွဆွဲခဲ့ကြပါတယ်အပဲကတကယ်ထွက်ခွာနေပါပြီဖောက်စကွန်ကအိန္ဒိယကိုပြောင်းရွှေ့သွားပါပြီအိန္ဒိယမှာအပဲရဲ့ထုတ်လုပ်မှုဝေစုက9ရိုက်ကနေ30ရိုက်အထိတိုးလာခဲ့ပါတယ်ဟေနန်လေဗူတို့မဟုတ်ကျန်ကျိုးကဖောက်စကွန်ရဲ့အလုပ်သမား300 တူညီတူညာတူညာဟာဖောက်စကွန်ကိုမိခိုနေခဲ့ရပါတယ်။အခုဖောက်စကွန်ထွက်သွားတော့ဟဲနန်ဒိုမဟုတ်ကျန်းကျိုးရဲ့စီးဝါးရေးကိုပြင်းထန်စွာထိုးနှက်လိုက်ပါတယ်။ကျန်းကျိုးရဲ့ရစလာဟာတိတိတသာကြဆင်းနေပါတယ်။အပဲရဲ့ထောက်ပံ့ရေးကွင်းဆက်ကအလောက်ကိုင်းဘလောက်များများဖန်တီးပေးနိုင်နေဆိုတာကိုလူတော်တော်များများမသိကြပါဘူးဖောက်တွေတွေကခင်များတို့ရဲ့စားတောက်ဆိုင်လေးမှာစက်တဲ့ဟင်းတမျိုးမျိုးလာစားကြတာဟာအပဲရဲ့ထောက်ပံ့ရေးကွင်းဆက်ကအလောက်ကိုင်းများစွာဖန်တီးပေးပြီးလူတွေမှာသုံးဆွဲဖို့ငွေရှိလို့ပါပဲ။ ခုအပဲနဲ့ဖောက်စကွန်တို့ထွက်သွားကြပါပြီပြီးတော့အကြီးကျယ်အလုံးလက်မဲ့ချင်းမှုနဲ့စီးဝါးရေးကြဆင်းမှုတွေနောက်ဆက်တွဲဖြစ်ပေါ်လာပါတယ်တရုတ်စီးဝါးရေးဟာချက်ချင်းရင်းရိုင်သွားပါတယ်အပဲဟာနိုင်ငံခြား high-tech လုပ်ငန်းတစ်ခုအနေနဲ့စက်မှုလုပ်ငန်းအစဉ်မြင့်တင်မှုကိုတွန်းအားပေးရုံသာမကအထက်ပိုင်းနဲ့အောက်ပိုင်းစက်မှုလုပ်ငန်းတွေနဲ့ဒေသဆိုင်ရာစီးဝါးရေးတွေကိုပါပံ့ပိုးပေးပါတယ်အပဲထွက်သွားရင်ဘာမှမဖြစ်ဘူးလို့ထင်ပါသလား Huawei အဲကဥဆောင်နိုင်ပါလား အပဲထွက်သွားပြီးတက်စလာယော်ခီရီထွက်သွားပြီးကိုကာကိုလာကက်ဇမလီထွက်သွားပြီးမိုက်ခရိုဆော့မက်သစ်ထွက်သွားပြီးကျွန်တော်ရဲ့အရင်ဗီဒီယိုအောက်မှာမှတ်ချက်များစွာကနိုင်ငံခြားအမတ်တစိတ်တွေတရုတ်ပြည်ကထွက်သွားလို့ရေးခဲ့ကြပါတယ်။ဒါပေမဲ့ဒီနိုင်ငံခြားအမတ်တစိတ်တွေအားလုံးထွက်သွားရင်ကျွန်တော်တို့ပြည်ရင်းအမတ်တစိတ်တွေကသူတို့ရဲ့ဈေးနှုန်းတွေကိုအ ਨੇ ဆုံးနှစ်ဆတိုးမြင့်လိုက်မယ်ဆိုတာခင်များတို့စဉ်းစားမိရဲ့လားအဲ့ဒါကိုခင်များတို့ဂျင်းနေပါသလားတရုတ်လူမှုကွန်ရက်ပလက်ဖောင်းတွေဥပမာ oil oil ေါ်ကအကောင့်တချို့ကတရုတ်ရောအမေရိကန်မှာစီးပွားရေးရတယောက်နဲ့တယောက်မရှိလို့မဖြစ်ဘူးလို့ဆိုကြပါတယ်။အကယ်၍အပဲနဲ့တခြားထောက်ပံ့ရေးကွင်းဆက်တွေရွှေ့ပြောင်းသွားခဲ့ရင်တရုတ်နိုင်ငံကသူ့ရဲ့ရှားပါးသတ္တု Zeta Oris ထောက်ပံ့မှုတွေကိုသုံးပြီးအပဲအပေါ်တားစာလွှမ်းမိုးနိုင်တယ်လို့ဆိုပါတယ်။ဒီနေ့နိုင်ငံခြားသတင်းတပုတ်မှာတွေ့လိုက်ပါတယ်။ဂျီနီဗာမှာပြုလုပ်ခဲ့တဲ့အမေရိကန်တရုတ်ကုန်သွယ်ရေးဆွေးနွေးပွဲမှာအကောက်ခွန်နဲ့ပတ်သက်လို့အဖြစ်အခက်ရစေရေးသဘောတူညီမှုရပြီးနောက်ပိုင်းအမေရိကန်ရဲ့အဓိကစိုးရိမ်မှုက ကျွန်တော်တို့ရဲ့ရှားပါးတတူတွေဖြစ်လာပါဗျ။စည်ရင်အင်းတွေအရ2023ခုနှစ်မှာတရုတ်နိုင်ငံအရှေ့ပိုင်းကကမ္ဘာရှားပါးတတူထောက်ပံ့မှုရဲ့60နှစ်ရေးကိုထုတ်လုပ်ခဲ့ပါတယ်။တန့်စင်ပြီးနောက်မှာတော့ကမ္ဘာထုတ်လုပ်မှုရဲ့60နှစ်ရေးအထိရှိပြီးဒါဟာတဦးတည်းချုပ်ကင်မှုနီးပါးဖြစ်ပါတယ်။ရှားပါးတတူတွေကိုအိုင်ဖုန်းများလျှက်စကားများကွာ30ငါးတိုက်လေယာဉ်များနဲ့တခြားများစွာသော ပစ္စည်းတွေမှာကြဲကြဲပြန့်ပြန့်အသုံးပြုပါတယ်။အဖြစ်ခက်ရဲ့ဆေးရေးပြီးမှအမေရိကန်ကအဓိကစိုးရိမ်နေတာက ရှားပါးတတုတင်ပို့မှုတွေပုံမှန်ပြန်လဲဆက်တင်မဲ့အချိန်ဖြစ်ပါတယ်။လက်ရှိမှာကုမ္ပဏီ28ခုကိုပို့ကုန်ထိန်းချုပ်ရေးစရင်ကနေဖယ်ရှားပေးလိုက်ပါပြီ။နှစ်နိုင်ငံကြားကဒီဆက်ဆံရေးဟာတယောက်ရဲ့အသက်သွေးကြောကိုတယောက်ကင်ထားသလိုပါပဲ။အဲအဲကကျွမ်းကျင်သူတွေနဲ့စက်မှုလုပ်ငန်းအတွင်းလူတွေကိုကိုးကားပြီးပေကျင်းဆိုးရအနေနဲ့ရှားပါးတတုတင်ပို့မှုထိန်းချုပ်မှုတွေကိုဖြေလျှော့ပေးမဲ့အရေးအယံမရှိဘူးလို့ဆိုပါတယ်။အဲ့ဒီအစားအနာဂတ်ညှိနှိုင်းမှုတွေမှာအပေးယူလို့ဆရာ Roman Ever Azello တွေထိန်းသိမ်းထားနိုင်ဖို့အတွက် တင်းကျပ်မှုတွေကိုပုံမလုံဆောင်နေရလို့ဆိုပါတယ်။ American ကုန်သွယ်ရေးကိုယ်စားလှယ် Lowey ကမေလ10နှစ်ရက်နေ့မှာတရုတ်နိုင်ငံကရှားပါးသတ္တုတင်ပို့မှုကန့်သက်ချက်တွေကိုရုတ်သိမ်းပေးလိုက်မယ်လို့မျှော်လင့်ကြောင်းပြောကြားခဲ့ပေမဲ့ဖြေလျှော့မဲ့အရေးအယောင်တွေမတွေ့ရသေးပါဘူး။တတုတ်လျင်တခွင့်ပြုမိတ် Tavorency A Tavorzese စနစ်အရတင်ပို့မှုအပိုင်းတစ်ခုချင်းစီအတွက်တီးကြားဖို့ကုန်လိုင်စင်တွေလိုအပ်ပြီးဒါကအထူးသဖြင့် မေရိကန်မော်တော်ကားလုပ်ငန်းနဲ့ကာကွယ်ရေးလုပ်ငန်းတွေအတွက်စံကြမှုတွေနဲ့စိုးရိမ်မှုတွေကိုဖြစ်ပေါ်စေပါတယ်။အေကဂျီနီဘာကုံတွယ်ရေးသဘောတူညီချက်အရတရုတ်နိုင်ငံဟာအေဘီလာနှစ်ရက်နေ့ကစားပြီးအမေရိကန်အပေါ်ထားရှိတဲ့အောက်ခုမဟုတ်တဲ့တံပြန်ဆောင်ရွက်ချက်တွေကိုဖယ်ရှားပေးမယ်လို့ကတိပြုခဲ့ကြောင်းလည်းဖော်ပြခဲ့ပါတယ်။ဒါပေမဲ့အေဘီလာ၄ရက်နေ့မှာအကောင့်ထဲပေါ်ခဲ့တဲ့ရှားပါးတတူခုနှစ်မျိုးနဲ့ဆက်ဆက်ထုတ်ကုန်တွေအပေါ်ကန့်သက်ချက်တွေပါဝင်ခြင်းရှိမှရှိကတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒီလေးလံနဲ့ရှားပါးတုတန်လိုက်တွေကို အိုင်ဖုံးများလျက်စကားများကော့30ငါးတိုက်လေရင်များနဲ့ဒုံးကြီးစနစ်တွေမှာကြဲကြဲပြန့်ပြန့်အသုံးပြုပြီးတရုတ်နိုင်ငံကကမ္ဘာထောက်ပံ့မှုကိုလွှမ်းမိုးထားပါတယ်။ဒေါ်ယွန်းတို့အခြေစိုက်ထိထဲကရိုအီလာဂျေရဲ့ဩကထဂျိုဟိုင်းဝေး SC ဥခဲဗော်ဖြစ်နိုင်ကလော်ရီရဲ့ပြောကြားချက်တွေဟာခိုင်မာတဲ့အချက်လက်တွေထက်မျောလင်းချက်ဆန္ဒတွေပိုဆန်တယ်လို့ဆိုပါတယ်။စင်ကာပူထောက်ပံ့ရေးကွင်းဆက်ကုမ္ပဏီတစ်ခုရဲ့ CEO သောမတ်စ်ကယွန်းမစ်ဒူလေဖြစ်နိုင်က တရုတ်နိုင်ငံရဲ့ရှားပါးသတ္တုထိန်းချုပ်မှုတွေဟာအမေရိကန်ကာကွယ်ရေးလုပ်ငန်းကိုအတိအကျပြစ်မှတ်ထားပြီးဖြေလျှော့ပေးဖွယ်မရှိဘူးလို့ထောက်ပြခဲ့ပါတယ်။သုံးသက်သူတွေကချန်သမရအိမ်ဖြူတော်ကိုပြန်ရောက်လာပြီးနောက်ပိုင်းရုရှားယူကရိန်းစစ်ပွဲကိုကြားဝင်ဆက်ဆက်ပေးခြင်းနဲ့ကရင်လန်ကိုဝယ်ယူမဲ့အစီအစဉ်တွေကိုပြန်လည်အသက်သွင်းခြင်းအပါအဝင်အမျိုးသားရေးဆိုင်ရာလုပ်ရက်များလှုပ်ဆောင်ခဲ့တယ်လို့မှတ်ချက်ပြုကြပါတယ်။ဒီလုပ်ရက်တွေကရှားပါးသတ္တုထောက်ပံ့ရေးကွင်းဆက်ကိုလုံခြုံအောင်နဲ့ပြန်လည်တည်ဆောက်ဖို့ဆိုတဲ့အဓိကမဟာဗျူဟာမြောက်ရည်မှန်းချက်ကိုပြသနေပါတယ်။ ထရန့်ဟာသူ့ရဲ့အရင်တန်းတန်းအတွင်းမှာအမျိုးသားလုံခြုံရေးနဲ့စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှားပါးတတူတွေရဲ့အရေးပါပုံကိုအလေးပေးပြောကြားခဲ့ပြီးထောက်ပံ့မှုအမျိုးမျိုးခွဲဝေခြင်းကိုမြင့်တင်ခဲ့ပါတယ်။အခုယာရုပြန်ရလာတဲ့အခါဒီမူဝါဒတွေကအချိန်မြင့်လာနေပါတယ်။ဒီနောက်ခံခြေအနေမှာအပဲဟာသူ့ရဲ့ထောက်ပံ့ရေးကွင်းဆက်တွေကိုတရုတ်နိုင်ငံပြင်ပကိုတဖြည်းဖြည်းရှေ့ပြောင်းနေပြီးအထူးသဖြင့်အမေရိကန်ဈေးကွက်အတွက်အိုင်ဖုန်းထုတ်လုပ်မှုကိုအိန္ဒိယနဲ့တခြားနိုင်ငံတွေကိုရွှေ့ပြောင်းနေပါတယ်။တရုတ်ဆိုရကတံပြန်ဆောင်ရွက်မှုအနေနဲ့ ရှားပါးသတုတင်ပို့မှုတွေကိုကန့်သက်ခြင်းဖြင့်တုံ့ပြန်ခဲ့ပါတယ်ရှားပါးသတုတွေရဲ့အ धिक သုံးဆွဲသူတဦးအနေနဲ့အပဲဟာတိတာထင်ရှားတဲ့ဖိအားအောက်မှာရှိနေပြီးဒါကရှားပါးသတုဆိုင်ရာစွန့်စားမှုတွေနဲ့ပတ်သက်တဲ့သတိပေးချက်တွေမှန်ကန်ခဲ့ကြအောင်အတည်ပြုပါတယ်အပဲရင်ဆိုင်နေရတဲ့အားအစည်းတွေနဲ့တရုတ်နိုင်ငံကနေထွက်ခွာမှုအရှိန်ဟုန်ဟာအမေရိကန်ရှားပါးသတုထောက်ပံ့ရေးစနစ်ပြန်လည်တည်ဆောက်မှုတိုးတက်မှုနဲ့နီးကပ်စွာဆက်ဆက်နေပါတယ်ရှားပါးသတုတွေဟာအပဲအတွက်မရှိမဖြစ်လိုအပ်ပြီးတရုတ်ကွန်မြူနတီပါတီက ဒါကိုအပြည့်ဝနားလဲပါတယ်အပဲရဲ့ထောက်ပံ့ရေးကွင်းဆက်ချုံးမွေစွာရွှေပြောင်းနိုင်ခြင်းရှိမရှိဟာအမေရိကန်အနေနဲ့တည်ငြိမ်ပြီးယုံကြည်စိတ်ချရတဲ့ရှားပါးသက်တူအရင်အမြင့်ကွန်ရက်တစ်ခုထူထောင်နိုင်မှုအပေါ်များစွာမူတည်နေပါတယ်ဒါဟာချဲ့မူဝါရရရဲ့အဓိကအာယုံဆိုင်ရာတစ်ခုဖြစ်ပါတယ်ထရန့်ရဲ့ဘာရှင်နှစ်တသမာသူညကုံသွေးရေးစစ်ပွဲဟာအမေရိကန်နဲ့တရုတ်ကြားကဖဲချက်အားလုံးကိုလှန်လောလိုက်ပါပြီဒီပြောင်းလဲကြီးပြီးနောက်မှာအပဲရဲ့ပြည်ထနာကတရုတ်နိုင်ငံကနေထွက်ခွာခြင်းတလား ဒါမှမဟုတ်ဘလို့ထိထိရောက်ရောက်ထွက်ခွာမလဲဆိုတာမဟုတ်တော့ပါဘူးရှေ့ဆက်ကြည့်ရရင်ထရန့်ဆိုးရကပြည်တွင်းရှားပါးတတူထုတ်လုပ်မှုကိုအားကောင်းလာစေပြီးမဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်မှုကိုတိုးချက်လာတာနဲ့အမျှအပဲလိုအမေရိကန်ကုမ္ပဏီတွေဟာထုတ်လုပ်ရေးအခြေစိုက်စခန်းတွေရွှေ့ပြောင်းမှုကိုအပြီးသတ်ဖို့ယုံကြည်မှုပိုရှိလာပါလိမ့်မယ်အမေရိကန်ဈေးကွက်အတွက် iPhone ထုတ်လုပ်မှုတရုတ်နိုင်ငံကနေလုံးဝထွက်ခွာသွားခြင်းဟာဖြစ်နိုင်ုံတင်မကပဲအမေရိကန်တရုတ်နေပညာကင်းကွာရေးဖော်ရွယ်ပဲရဲ့ပြေုပ်တစ်ခုဖြစ်တဲ့မှတ်တိုင်တစ်ခုဖြစ်လာနိုင်ခြင်းရှိပါတယ် ကျေးဇူးတင်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေကျွန်တော်အလီဝူကိုတွေ့သေးခဲ့ပြီးထဲခဲ့ရဲလှုပ်ပေးကြပါဦး